အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်သတင်းထားလာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းရတော့ကာတိုကြီးမင်းအောင်လိုက်ရုရှားနိုင်ငံမှာနောက်ဆုံးမှာဝါရောက်ထိုင်ရသတင်းစောကိုရှင်းပြနေတဲ့စင်ကာပူရောက်အဘာသမီအဝင်းပြောနေရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအဝင်းကအဲ့ဒီကြောင့်လည်းပသက်ပြီးဘယ်လိုနေရှင်းပြနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အေးမင်္ဂလာပါအေးအဝင်းလည်းပြောလဲဆန်းနဲ့ပြောလိုက်အောင်မပြောတော့ဘူးလို့နေရပါတော့ဒီဘဇမူလေးမေးအောင်လိုက်ရုရှားကိုသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်အေးဘဇမူလေးမေးအောင်လိုက်ကဒုတိယအတန်းမှာထိုင်ရတာတို့အေးချူချင်းပြင်ကပထမအတန်းမှာဘလို့ထိုင်ရတာတို့ဝေခံနေကြတာလို့လေအေးဝေခံနေကြဖို့ပဲပြပတ်လို့လောင်နေကြတယ်မလားမစားလည်းနေတင်းနဲ့ပတ်နေကြတာလေကျွန်တော်တွေ့ပါတယ် BBC ရဲ့ဒီအောက်ဒီမှာကျွန်တော် comment တွေဝင်ဖတ်ပါတယ် ဘာရေးကြလဲဆိုတော့နင်းနေဆောက်ရှက်လည်းမရှိဘူးပြတန်ရတန်ရတယ်သွားတဲ့အနောက်တန်းမှာပကံသွားစီးရတယ်ရေးတဲ့လူကအမိသားသမီးတွေအဲ့လိုသွားရေးတယ်နင်းဆောက်ရှက်မရှိဘူးသွားအိမ်သားသွားစီးရတယ်နင်းတို့ရဲ့အစင်တန်းကိုကလေအဲ့လောက်ပြောအဲ့လောက်ပဲပြောရမယ်အစင်တန်းဖြစ်နေလို့သူများရဲ့ဒီဘောနော်ဘီဘီစီရဲ့အောင်မသွားပြီးတော့အဲ့လောက်မန်းနေကြတာနင်းတို့ဟိုပြင်မဲ့ဆိုလို့ရှိရင်မဆနိုင်မတဲ့နဲ့ပတ်တယ်ပေါ့ဗျာနော်အဲပြဿနာကကိုမထောက်ခံခြင်းနေ နေတော့မထောက်ခံခြင်းနေမထောက်ခံတဲ့မကြည့်ချင်းကြော်သွားလိုက်အဲ့လိုလူကြီးတယောက်ကိုမိုချူမိချူပြောနေတာကြတော့ဒီအာဝါဖြစ်တယ်ပေါ့နော်အေးရုပ်ဆိုးလုံးနဲ့ရုပ်ပြက်လုံးနဲ့ကွယ်လူတယောက်မှာကစဉ်းစားကြည့်ငါတို့မြန်မာနိုင်ငံဆိုတာကနော်ဒီတရုတ်ပြည်နဲ့ရှင်လိုက်မယ်ဆိုရင်နိုင်ငံအားဖြင့်လည်းသိတယ်နော်စီးပွားရေးအားရှင်မယ်ဆိုရင်စီးပွားရေးကလည်းရှင်လို့မရအောင်နော်ပြီးတော့ အုပ်ချုပ်မှုအပိုင်းဆိုင်ရာမှာဒီဘူရှင်မင်းမြောင်းလိုက်နဲ့ဒီရှင်ချင်းပြင်နဲ့ရှင်းလိုက်မယ်ဆိုရင်လေရှင်ချင်းပြင်ရစင်ညာကြတယ်နော်စင်ညာကြတယ်နော်စီးပွားရေးလူမှုရေးအကုန်လုံးအကုန်လုံးအင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်နော်အဲ့တော့သူကစင်ညာကြတယ်လေနော်စင်ညာကြတဲ့လူနဲ့ဒီလို့ဘယ်လိုပြောမလဲဘာလို့ဆိုများခင်ဗျာလဲကျွန်တော်နိုင်ရှင်ပြအောင်မဒီရုပ်ရှင်လောကအောင်တော့မှာခင်ဗျာနော်စင်ညာကြတဲ့မင်းသားမင်းသမီးတွေ နော်လီတိုးကစီနီယာကြတယ်ဘာလို့ပဲအမြင့်မြတ်ကနော်နံပါတ်1မင်းသားဖြစ်နေဖြစ်နေဒါပေမဲ့ तू ကစီနီယာမဟုတ်ဘူး तू ကစီနီယာမဟုတ်ဘူးအဲ့တော့နာမည်ထိုးတဲ့အနေအမှာတော့မနေတိုးရဲ့နောက်မှာပဲထိုးရတာအေးအဲ့လိုမြင့်မြတ်ကစီနီယာကြတယ်အေဂျင့်မောင်နဲ့ဆက်လို့ရှိရင်နေဝင်းတို့နဲ့ဆက်လို့ရှိရင်အဲ့တော့မြင့်မြတ်နဲ့နေဝင်းဆိုလို့ရှိရင်မြင့်မြတ်နာမည်ကိုအရင်ရေးပြီးတော့မှနေဝင်းကိုရေးရတာသူ့ရဲ့သဘောတဘာဝအတိုင်းကအဲ့လိုမျိုးရက်ခွက်ထဲမှာလည်းအိတ်တိုင်းပဲ လူချမ်းသာနဲ့လူစင်ရဲ့မျက်နှာချင်းကွာတယ်ကွယ်နော်ဒါပေမဲ့အတိတ်မဲ့ပြုတ်တယ်နော်အတိတ်မဲ့ပြုတ်ရမင်းတို့ကငါတို့ကအတိတ်မဲ့ပြုတ်တယ်ခွာရောက်ဖိတ်လိုက်တယ်ဖိတ်စာတစားအဲ့တော့မင်းငါပြောရှင်းတာကငါဥပမာပေးလိုက်ပြီနော်မင်းတို့စင်စာမင်းတို့ကမင်းတို့စင်စာမင်းတို့ထောက်ခံနေရတဲ့အယူကြီးအယူကြီးကဟမ်အတိတ်မဲ့ပြုတ်ခံရပြီလားအဲ့လိုမျိုးဟမ် ဲ့တော့စဉ်းစားကွာမင်းတို့ခုခေါင်းနဲ့ကိုစဉ်းစားကြကိုအုံနှုတ်နဲ့ကိုစဉ်းစားကြဆဲဖို့ပဲတွေးနေတာနဲ့ဆဲဖို့သူများကိုဝေဖန်ဖို့ပြည့်တယ်ရှုံချဖို့ပဲစဉ်းစားနေနေငါတို့နိုင်ငံရဲ့အခြေအနေငါတို့အခုလက်ရှိအုပ်ချုပ်နေတဲ့ခေါင်းဆောင်သူ့ရဲ့အနေထားနဲ့တယုတ်ပြည်ရဲ့ခေါင်းဆောင်ရဲ့အနေထားနဲ့ရှင်းကြည့်လိုက်နော်အဲ့တော့မင်းတို့ပြောပါနဲ့အဒီနေရာမှာအမေစုပံဆိုလို့ရှိရင်ဘာလဲထိတ်ဆုံးကထိုင်ရမှာထိတ်ဆုံးကမထိုင်ရဘူးဒေါအောင်ဆန်းစုကြည်လေး ဘာလို့လဲဆိုတော့ရှုသွင်းပြင်နဲ့ရှင်းလိုက်လို့ရှိရှိပြီးတော့ဒေါ်ဆန်းစုကြည်ကလည်းနော်ပါပါတေးတေးလေးမို့လို့သူကအုတ်တမရလည်းမဟုတ်ဘူးဒီသူကနိုင်ငံတော်တအဆင့်တမရလည်းမဟုတ်ဘူးအဲ့ဒီလိုတွေရတယ်တကယ်ပြောရသိလားစိတ်ပြည့်စရာအကောင်းဆုံးဒါလည်းနိုင်ငံကိုတိခါချတယ်နိုင်ငံကိုတိခါချတယ် ုချမူကြီးမင်းအောင်နိုင်ငံနိုင်ငံခြားကိုသွားအခုရုရှားကဖိတ်လို့သွားတယ်နော်ပုံမှန်ပါလဲတခြားဝင်ကြီးချုပ်တွေပိုင်းနဲ့တွေ့ပြီးတော့ငါတို့နိုင်ငံရဲ့အချိုးစီးပွားရေးပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဟာတွေအကုန်လုံးထွက်လာပြီငင်းတို့ဒူအောင်ဆန်းစုကြည်နိုင်ငံခြားကိုသွားတယ်ဘာလို့ဟမ်ခုချပန်ကိုသွားတယ်ဘာတွေပြောခဲ့ချက်ပန်ကိုသွားတယ်နိုင်ငံတကာအစိုးရပဲသွားတာကိုကျွန်တော်မမှတ်မိဘူးပြောခဲ့တဲ့စကားကြီးတော့ကျွန်တော်မှတ်မိတယ်မြန်မာနိုင်ငံကိုအကျိုးစီးပွားရေးကိုလုပ်ဖို့နေတာမြန်မာနိုင်ငံရဲ့ဥပဒေက အင်းမြန်မာဆိုတာဗမာဗမာဆိုတာမြန်မာတိုင်းသားကိုကူစားမပြုဘူးလို့ပါလို့ဩ1982နိုင်ငံသားဥပဒေတွေကဩအဲဘင်္ဂလီတွေကိုအတွက်တရားမျှတမှုမရှိပါဘူးလို့ပါလို့နိုင်ငံကပတ်ပြီးတော့စောက်ကင်းလှည့်ပြောခဲ့တာပဲရှိတယ်ကိုနိုင်ငံကဥပဒေနဲ့ပတ်သက်ပြီးတူတာနေဟိုပြောပြမယ်ဒီကနိုင်ငံတိုင်းကိုနိုင်ငံတိုင်းနိုင်ငံကိုအုပ်ချုပ်တာငါတို့လည်းနိုင်ငံကြီးကိုနားလေလို့မဟုတ်ဘူးအရန်ကြီးနားလေလို့ဥပဒေကြီးနားလေနေလို့မဟုတ်ဘူးဒါပေမဲ့ကိုတိတင့်တိထားတဲ့တိထိုက်တဲ့ဟာတော့တိထားတယ် ောချင်တာလေကွာနော်သူကသမရသက်လှုပ်ချင်တာနဲ့ပဲတည်လားဒီမျိုးဆောင်ဥပဒေကိုရန်ရှာတယ်ချက်ချင်တယ်မရဘူးလေလူတယောက်ကရေရွက်ချက်ရှိရဲဆိုရင်ဟိုးရင်တော့ရသူရေရွက်ချက်ရှိရဲဆိုလို့ရှိရင်ဥတန်ကသူ့ကိုဆုံးမတဲ့အချိန်ကလေးကသူလိုက်နိုင်ရမှာပြီအဲ့ကလေးကသူကက်ကက်လန်ပြီးတော့မှရန်နေဖြစ်ရန်နေဖြစ်ပြီးတော့ကလားနဲ့တွဲမပြောလို့မှဘူးဟိုရှေဘူသားတယောက်နိုင်နိုင်ထားတယ်လို့မျိုးပါလဲလေရွာနာနီးတော့ဘာ ။ဦးချင်းသာဦးချင်းတိမှာပေါ့ဆိုတဲ့စကားလုံးကိုပြောတာပြောခဲ့တော့ပြောတော့ဗာပြောလဲဆိုတော့အဲ့စကားလုံးကိုအေးပေါ့တဲ့ငတိုးချန်နေထားတော့ငတိုးနဲ့ညားမှာပေါ့။လူဆိုတာကိုယ့်ရဲ့မျိုးရိုးကိုလာတဲ့နေရာကိုယ့်ရဲ့ဂုံတိတ်ခါထိရရင်နော်ထိရတယ်။မထိလဲနဲ့ပောက်ကရလေးရှောက်လုပ်ခဲ့တော့ဒီနောက်ဘယ်နေရောက်မှန်းမသိဘူးစော်ဟားတာမဟုတ်ဘူးဒါသူ့ဘာသူသူ့ဟာနဲ့သူဘယ်နေရောက်ယူယူဟိုမဆုလို့ဘူးကျွန်တော်တို့သိတာလောလောဆယ်နှစ်ယောက် မင်းရောက်ဒါသူ့ဒီဒါအဲရစ်အဲရစ်ဆိုတာဒုတိယလူပြောနေတာကဒါသူ့ရဲ့ပါစနစ်ကိစ္စမပြောလို့ဒါပေမဲ့မြန်မာနိုင်ငံကိုအုပ်ချုပ်မဲ့သူကနော်မျိုးစုံဥပဒေနဲ့မကန့်ညင်နေဘူးလေမကန့်ညင်နေတာအဲ့ဒါသူ့သူ့ကိုရည်ရွယ်ပြီးတော့ဒီဟာလည်းရေးဆွဲထားတာမဟုတ်ဘူးလေဟိုးလူလိုက်ရရပြီးကြတဲ့ရာဒီမျိုးစုံဥပဒေဆိုဘုချုံမဥအဲဘုချုံဘုချုံဆန်းတို့နဲ့တကွာရေးဆွဲခဲ့ကြတဲ့ဒီဖွဲ့စည်းပုံအချိန်ဥပဒေတွေလေ ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာအကုန်လုံးပါတယ်ဟိုအရင်တုန်းကရေးဆွဲခဲ့တဲ့လူအပ်တယ်လူအပ်တယ်လူအပ်တယ်မလူအပ်တဲ့ဟာတွေကိုဖယ်ဖယ်ဖယ်ပြောမှာလူအပ်တဲ့ဟာတွေကိုဆွဲထည့်လာတာတွေနော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုစာအုပ်ကြီးရနော်အဲ့လိုမျိုးပဲပြောချင်တာကတော့ဒါကတော့သူ့ရဲ့ personally မပြောဘူးကိုကတိုင်လည်းမတိုက်ခိုက်ခဲ့ဘူးသူ့အတူလင်ပနေအောင်ယူဘူးသူသူကိစ္စသူ့အတူစိုက်တဲ့လူနဲ့ယူသူကိစ္စဒါမဲ့ပြောချင်တာကဟိုအဲ့ဒီမိဘအုပ်စုတွေပေါ့နော်မိဘအုပ်စုတွေပေါ့ကိုလူကို တိတ်ထင်ကြီးပြီးပစားပေးနေတာနဲ့ဆင်းလာဘာမှလုပ်လို့မရလို့မထောင်ထဲမှာအခုဘယ်နိုင်ငံကမှလည်းဘာမှလုပ်လို့မရဘူးနော်ဘူဂျုံမူးကြီးမရောင်းလည်းကဲတွေ့လားနော်မင်းတို့ဒီမှာကြည့်နိုဘယ်ဆုပေးထားအဲ့နိုဘယ်ဆုဆိုတာဘာလဲဒီလားခိုင်းစားလို့ရအောင်ပေးထားတာဒီလားအဆောင်ဆောင်အဲ့ဒါကအယောင်ဆောင်ဟန်ပြပေးထားတာနော်သူတို့ကြိုးကင်လို့ရမယ်အနောက်အစုတွေကကြိုးကင်ခြင်းတွေဒါကိုပေးထားတာဘယ်တော့လဲနည်းနည်းပါးပါးတည်ထားတာ နော်ရေနိုင်ငံမှာပြပြနော်ဒီစင်ကာပူနိုင်ငံမှာလည်းဒီတိုင်းပဲနော်မျိုးဆောင်ဥတွေနဲ့ညီတဲ့ဟာဥပဒေဥတွေဆိုတာနိုင်ငံထဲမှာရှိတယ်မျိုးဆောင်ဥတွေဆိုတာရှိတယ်ဒီလိုဥတွေနဲ့ညီညီစွန်းနေတဲ့လူတယောက်ကဒီနိုင်ငံရဲ့အထွတ်အထိပ်ကိုဘယ်တော့မှမရောက်နိုင်ဘူးနော်ဘယ်တော့မှမရောက်နိုင်ဘူးအဲ့ဒါစကလုံးနေရာကြာကျွန်တော်ကမပြောတော့ဘူးလို့နော်မပြောတော့ဘူးဒါပေမဲ့စပြားလုံလာလို့မင်းတို့ဒီလောင်နေရာတွေမင်းတို့ငါပြောတယ်ဒီလား မင်းတို့လာမစရာဘာကိစ္စမှမရှိဘူးမင်းတို့မင်းစင်ကြုံရလိုက်မင်းတို့လည်းသူ့လိုမျိုးပွဲတက်နိုင်အောင်သူ့လိုအဖိတ်ချခံရအောင်သူ့လိုလက်မှတ်ရအောင်သူ့လိုအသိနဲ့ပြည့်ခံရအောင်မင်းတို့လည်းစူးစမ်းမင်းတို့အယူကြီးကိုမင်းတို့ပြောနိုင်ငံတကာနဲ့ဆက်ဆံရဘယ်နိုင်ငံတကာနဲ့ဆက်ဆံနေပြီလဲလေးရှောက်ဝင်ကြည့်ကြတာအယူကြီးကလူတွေနဲ့ဒီဖုန်းနဲ့ပဲအင်တာနက်ကနေပဲကွန်တက်လုပ်ပြီးတော့ဒီလိုမျိုးလုပ်ပြီးတော့ပြောတာလေ နော်မလေးရှားဝင်ကြီးချုပ်ကအဲ့ဒါကိုစောက်ကြီးစောက်တင်နဲ့မလေးရှားဝင်ကြီးချုပ်နဲ့အယူကြီးကဒီဗာဝင်ကြီးတွေနဲ့ဆွေးနွေးတာကိုငါတို့ဘုံမတွေကလောင်းကိုမလောင်းစောက်စစ်ကူမွန်လာအဲ့တော့ငါတို့ဘုံစုံကြီးမေးအောင်လိုက်ကိုမလေးရှားဝင်ကြီးချုပ်ကတခန်းတနာနဲ့တွေ့ပြီးတော့ဆွေးနွေးတာအဲ့ဒါရှင်းစရာမလိုပါဘူးရှင်းစရာမလိုဘူးရှင်းနင်းကိုငါအဲ့လိုတုတ်ကိုမပြောချင်တာရှင်းနေမပြောချင်တာဒီအဲ့တော့ပြောဖို့မလိုတော့လို့မင်းတို့လည်းလည်းမြင်ဖို့မလိုတော့ဘူးငါတို့ကတော့ဖွေးရတာကြားလိုက်ပြီးပြီးနေတယ် အခုဟိုမိမိမှာနော်ဒီကြက်တွေဆိုတာလဲစားရမယ်တောက်ရမယ်ဘောကနဲ့ဟိုကျိုးဆွဲချသေးတဲ့လူကတေးကုန်ပြီအလင်းဝင်တဲ့လူကဝင်ကုန်ပြီနော်ဟိုခေါင်းကြီးပိုင်းတွေတော့ပေါ့နော်နည်းနည်းပစားတိုင်းသားတွေရဲ့ပစားပေးခံထားရတဲ့ဒီ PDF ခေါင်းဆောင်ကြီးခေါင်းဆောင်တွေတော့ပေးကောင်းစားနေတာအောက်က PDF တွေကတော့တည်ရမလားအဲရှုချက်တွေကိုလူတော့စားနေရတဲ့အဖြစ်မျိုးနော်ဝဆာတာတာစားရတဲ့အစီအမျိုး။နှုတ်ကအဲ့လိုမျိုးနှိမ်ကြီးလည်းမပြောချင်ဘူး။ဒါကရှိတရားကိုပြောတာ။နော် ကိုကိုကိုပြစ်တက်တက်တက်ပြီးတည်ရလူနဲ့အာမင်းတို့တကယ်ပြောကကိုမျက်ချီကိုကြတော့မင်းတို့မျက်ချီကိုလည်းမျက်ချီကိုပြောရမယ်ဆိုတော့တကယ်ကိုတကယ်ဆရာကြတယ်မင်း